သူအလွင်ကိုဂျေဇူးကံမီလာကြောင့်အလုံးမရှိဘဲတိမ်ငယ်နေတယ်လို့ထင်နေတဲ့သူတွေကိုအချက်အလက်နဲ့ထုတ်ပြောလာခဲ့တဲ့နီနီလင်းအိမ်ရန်ကုန်ဆက်လီမျိုးပြည်သက်များအလုံးပဲမင်္ဂလာပါရှင်ပြည်သက်များရှင့်နီနီလင်းအိမ်ကမြန်မာနိုင်ငံရဲ့ပေးစံလောကအတွက်အမြင့်ဆုံးပလေးမတ်စုကိုရယူထားခဲ့တာပါဒါကြောင့်မလို့လဲမြန်မာနိုင်ငံအတွက်ကုံဆောင်လာမင်းရေလို့ဖူးဖူးမတက်ချက်ခဲ့ရပါတယ်ဒါပေမဲ့လည်းပြည်သနာသီးသီးလေးတွေကအစမီးစလို့ဖြစ်ပွားပြီးကြီးကြီးတွေဖြစ်သွားကုန်တာမို့ဆရာဖြစ်သူဂျေဇူးကံနဲ့ဆိုပြီးအပြင်းထန်ဝေဖန်ခံထားသူက ဟာအားလုံးပဲဒီမှာဖြစ်မှာပါ။နီနီလင်းအင်ကသူမကိုမြောက်တင်ပင်ခဲ့တဲ့ဒူအက်လွင်ကို ရှင်ဆုံးကန်ခဲ့တဲ့လို့ ရလာတဲ့ရလည်းအယံဝေဖန်ခံရချိန်မှာလည်းတိတ်တဆိတ်သာနေနေတာပါဝေဖန်မှုတွေကြောင့်ပဲဆိုရှယ်မီဒီယာရှေ့လည်းမထွက်သလုံးအမှုပညာလုပ်တွေကလည်းညင်နေတာကြောင့်အလုံးမရှိဖြစ်နေရလို့အများကနေထင်နေကြတာပါတပတ်မှသူမရင်ဂျူနီယာဖြစ်တဲ့တဲဆူငင်းက 2N တွေပေါ်ဂျေဆူတီတတာကြောင့်မင်းသမီးဖြစ်နေပြီးမို့အားလုံးကနှိုင်းရှင်ကြပါရင်နီနီလင်းအင်ကဝေဖန်နာကိုလည်းခရီးမဆိုင်ဖဲနေနေကြတာကြပါပြီ ဒါပေမဲ့ပြဿနာကြီးဖြစ်ခဲ့တာတနည်းပြတော့မယ့်အချိန်အထိကိုသူမကိုအရှိန်မဲလို့ဝေဖန်နေတဲ့ပေါ်တီးမခံနိုင်တော့ပဲတုံ့ပြန်လာတာပါသူမတင်ထားတဲ့ပုံတပုံမှာပရိသတ်တောင်ကအလုံးမရှိတာကြောင့်အကြောင်းလေးမှညင်နေရသူလို့မင်းထားခဲ့ပါတယ်အခုလိုပြောတဲ့ပုံမှာနီနီလင်းအင်ကစိတ်တူခဲ့ပါတယ်။သူမကောအလုံးမရှိပဲတိမ်ငင်နေရသူလို့ဆွဆွဲတာကတဲဆွညင်းနဲ့နှိုင်းရှင်ပြောခံရတယ်ဆိုတာကို ။ကောင်းကောင်းကြီးတည်လာကြောင်းမှာတဲစုငင်ကရုပ်ရှင်ဇာတ်ကားကြီးပဲတောင်းလျှောက်ရိုက်ထားနေရတဲ့အချိန်မှာနီနီလင်းအင်ကရုပ်ရှင်ရိုက်ကူးရေးလည်းမရှိတာကြောင့်ဝေဖန်နေတာပါ။ဒါတမလို့နီနီလင်းအင်ကသူမဘဝနဲ့လက်ရှိလုပ်နေတဲ့လုပ်တွေကိုဘလောက်တည်နေလဲလို့မေးခွန်းထုတ်လာတာပါ။သူမဘာလုပ်နေလဲဆိုတာကိုချပြသလောက်ပဲသိရပြီးတဘဝလုံးတည်နေတယ်လို့မဝေဖန်ကြဖို့အတွက်ပြောလာခဲ့တာပါ။ဒါပြင်လူများထင်နေတဲ့လို့စိတ်တက်တွေကြပြီးကြောင်ထဲမှာအလုံးလက်မဲ့ဖြစ်နေတာမဟုတ်ပါဘူးလို့အတည်ပြုလာပါတယ်။သူမက82နိုင်ကိုရှင်ပေါင်တန်းပြီး Miss Grand International ရဲ့ဒုတိယ ာစုကိုရယူနိုင်ခဲ့တာမို့အရေးချင်းရှိတဲ့သူတယောက်ဆိုတာကိုတတိပေးထားခဲ့ပါတယ်။ဘသူတွေဘလောက်ပဲဝင်ပန်းကြပါစေပြိုလဲသွားတဲ့အထက်မှာသူမမပါတာကြောင့်အတူယူတင်တယ်လို့ ထောက်ပြလာခဲ့ပါတယ်တအပြင်းနီနီလင်းကအတိုင်းဝိုင်းကြီးသူတယောက်ဖြစ်တဲ့အတွက်ကိုပိုင်လုံလဲရှိသလိုသူမဘွားမှာတိမ်ငယ်အားငယ်စရာတခုမှမရှိကြောင်းကိုလည်းပြောပြလာတာပါနီနီလင်းကအရှိန်သွေးပြင်းပြည့်သူတယောက်ဖြစ်တာကြောင့် ခက်ချစ်ချင်နေတာမို့ပေါ်ပင်နေမလုံနေတာပါဆိုပြီးပြောင်းနေရတဲ့အကြောင်းရင်းကိုရှင်းလာခဲ့တာပါတကယ်လည်းပဲလက်ရှိမှာနီနီလင်းကအတိုင်းဝိုင်းဝင်ဆက်နေသူတယောက်ဖြစ်နေပါပြီအလင်းရောင်ခင်ဝင်းဝါဒီလိုနဲ့ပေါင်းကတွဲသွားတွဲလာလုံနေရပါနန်းစုရဒီနဲ့ဆိုလဲအရန်ခင်ရတဲ့ချင်ရတဲ့တငငင်းချင်းနေဖြစ်နေကြပါပြီ မင်းသမီးမင်းသားတွေနဲ့အရန်ကိုရှင်းနေတာကြောင့်ရုပ်ရှင်စကားကြီးတွေရိုက်ထားပြီးပြီလို့ခန့်မှန်းနေကြတာပါ ပွဲစုမှာဆိုရင်လည်းအတွက်နီနီလင်းအိမ်ကရုပ်ရှင်ရိုက်တဲ့အကြောင်းကိုလည်းအတိပေးမှမဟုတ်ပဲရှိုက်ပြီးမှသာ surprise တိုင်းမှာဖြစ်ပါတယ်။အများထင်သလိုကြောင်ကငိုနေတာမဟုတ်ပဲအလုပ်တွေလုပ်ခါပျော်ရွှင်နေရကြောင်းအတိပေးလာတဲ့နီနီလင်းအိမ်ပေါ့ပရိသတ်တွေအမြင်ကိုပြောပြပေးခဲ့ပါအောင်ဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။နောက်ထပ်လည်းအမှုပညာဆိုင်ရာကျောင်းရည်ကိုရွေးချယ်တင်ဆက်ပြီးမှမို့ကျမတို့ရဲ့ channel ကို like and follow လုပ်ခဲ့ပေးပါအောင်ရှင်။